လွန်ခဲ့တဲ့ပိုင်းမှာမူချန်ကလင်းရှိစီကိုတွားတယ်။လင်းရှိကသူ့ဆင်တို့လူကြီးမဟုတ်ပဲနဲ့ခလေးလေးတယောက်ဖြစ်နေတယ်။လင်းရှိကမူချန်ကိုဝိညာဉ်အစီမံနေနဲ့အထဲမှထားပြီးတော့အဲကနေထွန်းနိုင်အောင်စ조사ခိုင်းတယ်။နောက်ဆုံးမှာတော့မူချန်ကထွန်းနိုင်ခဲ့တယ်။ဗီဒီယိုလေးမစခင်ကျွန်တော်လည်း subscribe နဲ့ပြပါအားလုံးကျေးဇူးတင်ပါတယ်။မူချန်ကလင်းရှိစီမှာတနေ့လလုံးတွားပြီးတော့လေးကျင်းခဲ့တယ်။ပြန်လာတော့ဒိုင်ယန်ဒန်ဂျက်အနေနဲ့လော်လီကမူချန်ကိုမြင်တော့တော်တော်လေးကိုစိုးရင်သွားတယ်။ဒါပေမဲ့မူချန်ကရှင်ပြတော့လော်လီကခေါင်းခါရန်လိုက်တယ်။ ဒီလိုနဲ့ပဲလင်းရှိစီမှာမူချန်သွားပြီးလေ့ကျင့်လာတာဆယ်ရမြောင်းနေ့ကိုရောက်လာပြီးဒါပေမဲ့ဆယ်ရမြောင်းနေ့မှာတော့ဝိညာဉ်အစီအမံကအခု20အထိကိုများလာတယ်အစင်းလေးဝိညာဉ်အစီအမံအခု20ဆိုတာကကောင်းငယ်အပိသက်ချင်းအစင်းကိုရောက်နေတဲ့သူတော်တော်တော်လေးကိုထိုက်လန့်တယ်ဒါပေမဲ့မူချန်ကတော့အဲ့လာဒီအလုံးကိုကြော်ပြနိုင်ခဲ့တယ်မူချန်ကတော့စိတ်ဆုံးဖြတ်ထားတယ်တနေ့နေ့ကျရင်သူကနှလုံးသားမျက်လုံးအစီအမံနဲ့ထိသွင်းနိုင်မှာပဲဆိုပြီးဒီတနေ့မှလည်းမူချန်ကဝိညာဉ်အစီအမံတွေကိုကြော်ထွားနေပြန်တယ်သူအလုံးကိုဖြည့်ရှင်းပြီးတော့အပြင်ထွက်လာတော့စမ်းအကမိတယ် အကိုကြီးမူချံအကိုကြီးမူချံရဲ့နှလုံးသားမျက်လုံးအစင်ကဘယ်အခြေအနေကိုရှိနေပြီလဲမူချံကပြောတယ်ငါကအသားသီးတချို့တော့ရှိနေသေးပဲစန်းအာကပြန်ပြောတယ်အကိုကြီးမူချံအသေးအံစူးစမ်းရမယ်နော်မနေ့ကအကြီးကဲလင့်ရှီကပြောတယ်အကိုကြီးမူချံရဲ့တိုးတက်နှောင်းကအရန်ကိုနှင်းနေတယ်တဲ့သူမနာစိတ်တုတ်သွားရင်အကိုကြီးမူချံကိုနှင်းထုတ်လိုက်မယ်မူချံကတစ်ချက်ပြောင်းလိုက်တယ်ပြီးတော့ဟိုကြီးကြီးနဲ့သူလိုက်ကြည့်တယ်ဘယ်သူမှမရှိတော့သူကစန်းအာကိုအနာကပ်ပြီးမိတယ်စန်းအာ အကြီးကဲလင့်ရှည်ရဲ့အသက်ကဘယ်လောက်လောက်ရှိပြီလဲစမ်းအားကပြန်ပြောတယ်ဒီအကြောင်းကိုတော့သူမကျမကိုတခါမှမပြောပြဖို့ဘူးဒါပေမဲ့သူ့ကိုတော့အမလို့ခေါ်ခွင့်ပြုတယ်အဲ့ဒါကိုကြည်ချင်းအဖြစ်သူ့ရဲ့အသက်ကတိတ်ပြီးမကြည့်သေးဘူးလို့တော့ညီမလေးထင်တာပဲပြောနေရင်နဲ့စမ်းအားကသူ့ရဲ့မျက်နှာကိုတခြားတစ်ဖက်လှည့်လိုက်တယ်အမှန်တကယ်တော့အကြီးကဲလင့်ရှည်လည်းအကြောင်းရတော်တော်များများကိုမေ့နေတယ်နဲ့သူတယ်နောက်ပိုင်းသူ့ရဲ့အသက်ကိုလည်းမှန်ပြီးပုံမပေါ်ဘူးမူချန်ကြောင်သွားတယ်ဘာပြောလဲနေဆိုလိုတာက तू ကအသိမေးနေတယ်ပေါ့ ဒီအချိန်မှာပဲလင်းရှိရောက်လာတယ်။လင်းရှိမြင်တော့မူချန်ကဘာမှပြန်ပြီးတော့မမေးတော့ဘူး။သူ့ရဲ့မျက်နှာကဆက်ဖြဲဖြဲနဲ့လင်းရှိကိုရီပြတယ်။လင်းရှိကပြောတယ်။ဒီနေ့တော့မင်းစီမှာဝိညာဉ်ဆောင်အားတွေကကြံ့နေတာပဲ။နင်းကိုကြည့်ရတာတိုးတက်လာတဲ့ပုံပဲ။ဒါပေမဲ့နင်းရဲ့လင်းချင်းမှုတွေပြီးသွားပြီဆိုရင်မပြန်သေးပဲနဲ့ဘာကိစ္စတော့ဒီမှာဆက်နေနေတာလဲ။မနှက်ဖန်ကြရင်ဝိညာဉ်အစီအမံကအခု30ဖြစ်လိမ့်မယ်။နောက်9ရက်နေရင်တော့ဝိညာဉ်အစီအမံအဲကိုနေဝင်ရလိမ့်မယ်။ အဲ့ဒီနေရာမှာနေရနှလုံးသားမျက်လုံးအဆင့်ကိုမဖွေးနိုင်ရင်တော့အင်ကိုပဲပြန်လိုက်တော့အတုံးမချတဲ့လူတွေကိုငါမသိချင်ဘူးလင်းရှိရဲစကားကြောင့်မူချန်လဲစိတ်ပြက်လက်ပြက်တဲ့ပုံစံမျိုးနဲ့ဖြစ်သွားတယ်ဒါပေမဲ့သူကအာသိမ်းပြီးတော့ပြုံးပြတယ်တကယ်တော့သူလဲဝိညာဉ်အစီမံအင်ကိုစိတ်ဝင်စားနေတာစမ်းအရဲစကားအရအဲ့ဒီနေရာကိုအရန်ကိုကြောက်ရကောင်းတဲ့နေရာတစ်ခုအဖြစ်သိကြတယ်ဒါပေမဲ့လဲလင်းရှိရဲစကားအရအဲ့ဒီနေရာကသူ့ရဲ့နှလုံးသားမျက်လုံးအစီမံကိုဖွင့်ပေးနိုင်တဲ့ကြောင့်မူချန်လဲစိတ်ဝင်စားမှုတွေကပိုပြီးတော့တိုးတက်လာတယ် မူချန်ကစမ်းအရဲ့ခေါင်းလေးပုတ်ပြီးတော့ဒီကနေ့ထွက်သွားလိုက်တယ်။မူချန်ထွက်သွားလိုက်တာနဲ့လင်းရှိကစမ်းအကိုပြောတယ်။ငါရဲ့အကြောင်းလေးကိုပောက်ခရလီစက်ဆက်ပြီးပြောရဲသေးတယ်ဆိုရင်တော့နင့်ကိုဘယ်လိုသင်ခန်းစာပေးရမလဲဆိုတာစောင့်ကြည့်နေလိုက်ပေါ့။စမ်းအကပြောတယ်။ကြောက်ပါပြီ။စမ်းအနောက်ထပ်မလုပ်ရတော့ဘူး။လင်းစီကပြောတယ်ကဲဒါဆိုရင်ဝါတော့ကိုသွားပြီးတော့ရှင်းလိုက်တော့စမ်းအကလည်းချက်ချင်းတပြက်စီးကင်ပြီးဝါရွက်တွေကိုလိုက်ပြီးတော့တန်ရှင်းရေးလောက်တယ်ဒါကိုကြည့်ပြီးလင်းစီကပြုံးပြီးတော့အိမ်ထဲဝင်သွားတယ် ဝါအိုင်လေးကိုခွင်းလိုက်တဲ့အခါမှာတော့အရာအလုံးကတရှင်တရော့စာရှိနေတယ်။ဝါအိုင်အသွင်ပိုင်းရဲ့နေရာမှာတော့စင်းအောင်ချေထားတဲ့ဗကြီကာတစ်ချက်လိုအရာရှိတယ်။ဗကြီကာပုံမှာတော့အနံ့ရောင်ဖျားစီဒီပုံတစ်ခုရှိတယ်။ဖျားစီဒီရဲ့အပေါ်ပိုင်းမှာတော့အမျိုးသမီးတစ်ယောက်ကထိုင်လျက်အနေထားနဲ့ရှိလို့နေတယ်။သူမရဲ့ပုံရဲကဝေဝါးနေပေမဲ့နေရန်သူအဖို့ကတော့ငြိမ်းချမ်းမှုကိုခံစားရစေတယ်။လင်းရှိကတော့အဲ့ဒီဗကြီကာရဲ့အရှိမဒူးထောက်ပြီးထိုင်လိုက်တယ်။သူရဲ့မျက်နှာအမူအရာကလည်းဒဇုံတစ်ခုကိုမြင်ရောက်နေတယ်။ ပြီးတော့သူ့ရဲ့စိတ်ထဲမှာနာကျင်မှုတွေခံစားရပြီးလေကိုပြပြင်းရှူသွင်းလိုက်တယ်။ပြီးရနဲ့အိုင်းအင်ချီနေတဲ့ပုံစံမျိုးနဲ့ကြမ်းမြင့်ပေါ်မှာလှဲချလိုက်တယ်။တောင်ထိုင်တစ်ခုရဲ့ပုံမှာတော့လူငယ်လေးတယောက်ကအနှံ့ရောင်ဝတ်စုံကိုဝတ်ဆင်ပြီးအနှောက်ဝလက်ပစ်ပြီးရက်နေတယ်။ပြီးတော့သူကဒရှိတလက်ကိုလည်းကြောမှလွှဲထားတယ်။သူ့ရဲ့နှစ်ဖူးမှလည်းအနှံ့ရောင်နဂါးတစ်ကောင်ရဲ့ပုံတံတန်ကိုရွေးဆဲထားတယ်။အဲ့ဒါကတော့မိုးလောင်ကြီးပဲ။မိုးလောင်ကြီးကတစ်ချက်ပြောင်းလိုက်တယ်။ပြီးတော့သူကပြောတယ်။ငါးနှောင်းကို လိုင်းနေတာတော်တော်ကိုကြာနေပြီ။မင်းတို့နှစ်ယောက်တော်တော်လေးကိုဇွဲကောင်းတာပဲ။ ဒါပေမဲ့ဒီဒီချိန်တော့မင်းတို့နှစ်ယောက်အိမ်ပြန်နိုင်မှာမဟုတ်တော့ဘူးဒီဟာကမင်းတို့နှစ်ယောက်အတွက်ငါပြင်ဆင်ထားတဲ့ပွဲကြီးပွဲကောင်းပဲငါရာမြောက်ပန်းကောင်းရင်ဝိညာဉ်အကယ်ဒမီအကြောင်းကအစင်းတင်တဲ့အစင်းနှစ်ကိုတတ်နိုင်ရင်တို့ရဲ့စုလက်ဘုတ်ပြပေါ်မှာငါရဲ့နာမည်ကထိတ်ဆုံးတော့ရောက်သွားနိုင်တယ်ဒါကလည်းငါလိုချင်တဲ့အရာပဲပြီးတော့သူကကြေလောင်သောတဟားဟားနဲ့អော်ပြီးတော့ရီလိုက်တယ်မူချန်ကတော့လင်းရှိရဲ့စမ်းသပ်မှုဖြစ်တဲ့ဝိညာဉ်အစီအမံအခု30အောင်မှအကြိမ်ကြာရှုံးနေတယ် ဒါပေမဲ့၄ရက်မြောင်နေ့မှာတော့ तू ကခက်ခက်ခဲခဲနဲ့အောင်မြင်ခဲ့တယ်အောင်မြင်တယ်ဆိုပေမဲ့သူ့ရဲ့တန်ရာတွေကတော့တော်တော်လေးကိုပြင်းထန်တယ်အရင်လွန်အိမ်တော်မပြန်နိုင်တော့ဘူးစမ်းအာကသူ့ကိုတွဲပြီးတော့အိမ်ပြန်ပို့ပေးရတယ်၅ရက်မြောင်နေ့မှာတော့မူချန်ကတဏီကလုံးအနားယူလိုက်တယ်အဲ့ဒီတော့ကြောင့်သူ့ရဲ့အာအင်းတွေကပြန်ပြီးတော့ပြေးလာတယ်။နောက်တနေ့မှတော့လင်းရှိစီကိုသွားတယ်။သူသွားတော့လင်းရှိကဘယ်လိုမျိုးထိုက်နေလဲဆိုရင်လမ်းလမ်းဖက်ကိုထောက်ပြီးတော့လက်ဖွားနှစ်ခုကိုပါပြင်းနဲ့ထိတာတယ်။မူချန်လာတာကိုမြင်လာတဲ့သူကထိုင်နေတဲ့ပုံစံပြောင်းလိုက်တယ် စန်းအားကမူချန်လာနိုင်တဲ့သူအော့ပြောတယ်။အကူကြီးမူချန်ရောက်လာပြီးအကူရဲ့တန်ရတရောတတ်တာသွားပြီလား။မူချန်ကခေါင်းချိန်ပြတယ်။လင်းရှိကပြောတယ်။ငါနေကိုအိမ်ဆုံးတတိပေးချင်တာကဝိညာဉ်အစီမံအိမ်ကအရန်ကိုအနေနဲ့များလွန်းတယ်။မင်းရဲ့တာမန်လေးကျင်းမှုမှာပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပေမဲ့အဲ့ဒါတွေကအကန့်အသတ်အတွင်းမှာပဲရှိနေသေးတယ်။ဒါပေမဲ့ဝိညာဉ်အစီမံအိမ်မှာတော့နေရဲ့လေးကျင်းမှုတွေကမတူညီဘူး။အမှားတစ်ခုခုတော့လုံးမိရင်နေရဲ့အသက်လည်းအဲ့ဒီနေရာမှာဆုံးရှုံးသွားနိုင်တယ်။ ဒါအပြင်ဒီတစ်ခါကနေရက်ကိုပိုင်ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက်ငါနေ့ကိုကင်တင်ပေးမှမဟုတ်ဘူး။ဒါကြောင့်နေရက်အသက်ရှိမှုနဲ့တိတ်ဆုံးမှုကတော့ငါနဲ့လုံးဝကိုမဆိုင်ဘူး။မူချန်ကတစ်ချက်စဉ်းစားတယ်။ပြီးတော့သူကပြတ်မိတယ်။ဝိညာဉ်အစီမံအိမ်တဲကိုဝင်ရောက်သွားတာနဲ့ကျွန်တော်ရဲ့နှလုံးသားမျက်လုံးကိုဖွင့်နိုင်မှလား။လင်းရှိကတည်တည်ငြိမ်ငြိမ်နဲ့ပြန်ပြောတယ်။နင်လုံးနိုင်မယ်လို့ထင်လား။မူချန်ကတော့ကြောင်အန်းအန်းဖြစ်နေတယ်။လင်းရှိကဆက်ပြောတယ်။နှလုံးသားမျက်လုံးအဆင့်ကိုနေထီးသွေးခဲ့ပြီးပြီပဲအဲ့ဒီအဆင့်ကိုမဖွင့်နိုင်သေးတာကနေရအစွမ်းကြောက်ပဲ ဒါပေမဲ့နင့်ကိုတားဆီးခဲ့တဲ့နတ်ဆုံးအရာကိုဖျက်ဆီးဖို့ဆိုရင်တရေရှင်ရဲ့အချိန်နဲ့ကြုံလာမှပဲနေဖျက်ဆီးနိုင်လိမ့်မယ်။နေလင်းကြည့်ခဲ့တဲ့နီလန်းတွေကအန်ဒီရများတဲ့ဆိုပေမဲ့ကြီးမားတဲ့အန်ဒီရအဆင်တော့မရောက်သေးဘူး။နေကြိုက်တဲ့လမ်းကိုနေရွေးချက်နိုင်တယ်။ဒါအပြင်ငါနင့်ကိုလာဝတ်အထိအချိန်ပေးခဲ့ပြီးပြီ။ဒီတစ်ခါနေရနှလုံးသားမျက်လုံးအဆင်ကိုမဖွင့်နိုင်ရင်ငါရဲ့တင်ကြမှုလည်းဒီနေရာမှာပဲရပ်သွားလိမ့်မယ်။မူချန်ကအနှဲငယ်စဉ်းစားတယ်။ပြီးတော့လည်းဆုံပြရချပြီးတော့လင်းရှိကိုပြောလိုက်တယ်။ဝိညာဉ်အစီမံအိမ်ထဲကိုကျွန်တော်ဝင်မယ်။ လင်းရှိအားပြောတယ်နေသေးကြပြီးဆိုရင်ငါနောက်လိုက်ခဲ့တောင်းရသာခြေချင်းလျှောက်ပြီးတော့အခြေအနေငယ်လောက်သွားကြတယ်ဖရန်နီကတော့ကြဲပြန်းတဲ့မြေပြင်တစ်ခုတွေ့ရတယ်အဲ့ဒီမြေပြင်ပေါ်မှာကြောက်သားတွေနဲ့လှုပ်ထားတဲ့အိမ်တလုံးရှိတယ်အိမ်ကတော်တော်လေးကိုဟောင်းနေပြီတချို့နဲ့ရဆိုရင်ရေညှိတဲ့တော့ဆွဲကပ်နေတယ်အိမ်စီကိုရောက်လာတဲ့လင်းရှိကသူ့ရဲ့လက်ကနေလက်ဟန်တစိုက်တွေကိုပြောင်းလိုက်တယ်ပြည်နယ်ဝိညာဉ်စွမ်းအားတွေထွက်ပေါ်လာပြီးအဲ့ဒီကြောင်းအိမ်ကိုဝိညာဉ်စွမ်းအားတွေနဲ့ဖုံးအုပ်လိုက်တယ် ဒီခါမှတော့ကြောင်းအင်လေးကတဖြည်းဖြည်းနဲ့တုံခါလာပြီးနောက်ဆုံးမှတော့တော်တော်လေးကိုကြီးကျယ်ခံရတဲ့ခမ်းမကြီးဖြစ်ကိုပြောင်းလဲသွားတယ်။ခမ်းမရဲ့အရှိမှလည်းထူဆန်တဲ့အခရတွေကိုရေးချဲ့ထားတယ်။မူချန်ကပြောတယ်။ဒါကဝိညာဉ်အသုံးဆောင်ပစ္စည်းလား။လင်းချီကတော့ဘာမှပြက်မဖြစ်ဘူး။စန်းအာကပြောတယ်။ဒီဝိညာဉ်အစီမံအင်ကပါမန်ဝိညာဉ်အသုံးဆောင်ပစ္စည်းမဟုတ်ဘူး။အကြီးကြီးလင်းချီရဲ့ပြောစကားအရဆိုရင်ဒါကခွာဆိုင်အဖွဲဝိညာဉ်အသုံးဆောင်ပစ္စည်းတစ်ခုပဲ။ ဒါပေမဲ့ပျက်စီးသွားတဲ့အတွက်ကြောင့်သူ့ရဲ့အဆင်ကလည်းကျဆင်းသွားတယ်။အခုတော့ဒီဟာကပြိုင်မက်ကင်တဲ့အဆင်မှာပဲရှိနေတော့တယ်။ဒါပေမဲ့အဲ့ဒီထဲမှာအစွမ်းထက်တဲ့ဝိညာဉ်အစီမံတွေနဲ့ဖုံးအောင်ထားတဲ့အတွက်ကြောင့်အစွမ်းထက်တဲ့သူတယောက်တော့အဲထဲကိုရောက်သွားလို့ရှိရင်ပြန်ထွက်ဖို့ဆိုတာတော်တော်လေးကိုခက်ခဲလွန်းတယ်။လင်းရှိကဟိုနေအောင်ပြောနေတဲ့ဇကားတွေကိုစောက်ကြည့်တော့မဆိုင်ဘူး။သူ့ရဲ့လက်ကိုဟွေ့ရန်လိုက်တာနဲ့အဲ့ဒီခမ်းမကြီးကတဖြည်းဖြည်းနဲ့တကားပွင့်လာတယ်။တကားပွင့်လာတာနဲ့အကန့်အသတ်ရှိတဲ့ဝိညာဉ်စွမ်းအားတွေကခမ်းမပြင်ကိုပြေးထွက်လာတယ်။လင်းရှိကပြောတယ် ဝင်မိုးပြင်တော့ဝိညာဉ်အစီမံအရင်ပထမအဆင့်ကိုပဲငါဖွင့်လို့ရမယ်။ဒါပေမဲ့အဲ့ဒါကနေ့ကိုတတ်နိုင်တဲ့အဆင့်မှရှိတယ်။ဒါကြောင့်နေတတိကြည်ကြည်ထားဖို့လိုတယ်။အစောပိုင်းတော့ငါပြောခဲ့တယ်လို့ပဲနေသေးရေးရှင်ရင်နဲ့ကြုံလာရင်တော့ငါကဲပေးမှမဟုတ်ဘူး။အရာရာအားလုံးကနေ့ရဲ့အစွမ်းပေါ်မှာပဲမူတည်တယ်။မူချံခေါင်းညှက်ပြီးတာနဲ့အဲ့ဒီခံမတွေဝင်သွားတယ်။လူအထဲကိုရောက်သွားတာနဲ့အဲ့ဒီခံမတကာကတဖြည်းဖြည်းနဲ့ပြန်ပိတ်သွားတယ်။မူချံမရှိတော့တာနဲ့စမ်းအားကလင်းရှိကိုပြောတယ်။အမတ်လင်းရှိ အကူကြီးမှုချန်တာမခံနိုင်ရင်သူ့ကိုကဲ့ပေးပါနော်လင်းစီအပြန်ပြောတယ်ဒါကသူ့ရဲ့ရွေးချယ်မှုဖြစ်တာကြောင့်အရာအလုံးကသူ့ရဲ့အပေါ်မှာပဲမှုတည်တယ်သူ့စီကဘယ်လိုရလက်ပဲထွက်ပါစေငါသူ့ကိုတနာမှမဟုတ်ဘူးစမ်းအကပြန်ပြောတယ်အမန်းလင်းစီကစိတ်ကောင်းရှိတဲ့သူတယောက်ပဲဘာလို့ဒီလိုမျိုးတယောက်ဆောင်နေတာလဲညမအရန်ကိုလန့်နေပြီလင်းစီအပြန်ပြောတယ်အရင်တော့ငါရဲ့ပုံစံကဒီလိုမျိုးထင်တယ်ဒါကြောင့်အခုလက်ရှိမှာငါရဲ့ခံစားချက်တွေကိုညှင်းဆန့်နေရတယ် ပိုပြီးအေးဆက်ပိုပြီးနှလုံးသားမဲ့လေငါးကိုငါပိုပြီးတော့ကာကွယ်နိုင်လေပဲခမ်းမတယ်မှာတော့မူချန်ကအပုံမိုးကြည့်လိုက်တယ်ကြေတာယာတွေနဲ့ပြင်းထန်နေတဲ့ကောင်းငင်ကြီးကိုတွေ့ရတယ်ဒီချိန်မှာမူချန်ကအန်နီရဲ့အငွေသက်ကိုခံစားလိုက်ရတယ်ကောင်းငင်ပုံမှာရှိတဲ့ကြေတွေကတပြီးပြီးနဲ့လှုပ်ရှားလာပြီးပုံစံပြောင်းလာတယ်နောက်ဆုံးမှာတော့တော်တော်လေးကိုကြီးမာလဲဝိညာဉ်အစီမံဖြစ်ပြောင်းလဲသွားတယ်အခုကြေတာယာတွေပြောင်းလဲသွားတဲ့ဝိညာဉ်အစီမံပုံစံကဘလောက်စွမ်းအားကြီးလဲဆိုရင် မူချံဖန်သီးခဲ့တဲ့မိစ္ဆာဂျာပန်ဝိညာဉ်အစီအမံနှစ်ခုရအစွမ်းထက်တော်ပို့ပြီးတော့ပြင်းထန်တယ်။ဒါကိုစဉ်းစားမိပြီးမူချံရဲ့နှလုံးခေါင်းသံတွေကပို့ပို့ပြီးတော့မြန်လာတယ်။မူချံကချက်ချင်းဆိုသလိုပဲဝိညာဉ်အစီအမံရဲ့စီမံလှုပ်ရှားပွန်းကိုလိုက်ပြီးတော့လေးလာတယ်။ဒီတစ်ခါမှတော့ဒီဝိညာဉ်အစီအမံကသူ့အပြင်မှာလင်းကြီးခဲ့တဲ့အရာတွေနဲ့လုံးဝမတူဘူး။ဒီဝိညာဉ်အစီအမံကလူသားမှန်အငွေတက်တွေပါဝင်နေတယ်။အဲဒီတော့ကြောင့်သူကမြန်မြန်ပဲစူးစမ်းလေးလာမှုကိုလက်လျှော့လိုက်တယ်။ပြီးတော့ဒီဝိညာဉ်အစီအမံရဲ့ထူးခြားချက်ကသူရဲ့ကိုယ်ပိုင်အသိဉာဏ်ရှိနေတဲ့ပုံပဲ ဒီတော့ကြောင့်ဝိညာဉ်အစီအမံရဲ့ဗဟုချက်ကိုရှာသွေးဘူးဆိုတာကလည်းတော်တော်လေးကိုခက်ခဲတယ်။ကြီးမားတဲ့ဝိညာဉ်အစီအမံကလည်းတော်တော်လေးကိုအပြင်းနဲ့ဖိအားတစ်ခုကိုထုတ်လွှတ်လိုက်တယ်။ဖိအားကတော်တော်ပြင်းလာကြောင်းမူချန်ရဲ့အင်ကြီးတွေတော့ဆုတ်ပြဲသွားတယ်။မူချန်ကလည်းချက်ချင်းဆုတ်တယ်လို့ပဲသူ့ရဲ့လက်ကနေဒစိမ့်တွေပုံဖော်လိုက်တယ်။သူ့ရဲ့နောက်မှာကျေတာရတွေပေါ်လာပြီးတဖြည်းဖြည်းနဲ့စူးစီးသွားပြီးတော်တော်လေးကိုကြီးမားတဲ့အဖီအောင်ကြာကြီးတကောင်ထွက်ပေါ်လာတယ်။မူချန်ကအရှိကိုလက်ညှိုးလိုက်တာနဲ့သူ့ရဲ့နောက်မှာရှိတဲ့ကြာကြီးကအပေါ်မှာရှိတဲ့ဝိညာဉ်အစီအမံကိုပြေးပြီးတော့တိုက်တယ်။ ဒါပေမဲ့ဝိညာဉ်အစီအမံမှရှိတဲ့ကြက်သားရတွေကကြာကြီးကိုတစ်ချက်ပြစ်လှုပ်လိုက်တာနဲ့အဖီယောင်ကြာကြီးကအစိမ့်စိမ့်အမှောင်မှာကြေထွက်သွားတယ်။ပြင်းထန်လုံးနဲ့တိုက်ခိုက်မှုကြောင့်မူချံကအနောက်ကိုလွန့်ထွက်သွားတယ်။ပါဇက်ကနေလည်းသွေးတွေအန်ကျလာတယ်။သူကဒရင်နေရိုင်နဲ့ပြန်ပြီးတော့ထလာတယ်။မင်းကိုရှာလို့မရဘူးဆိုတော့လေမင်းကိုတွန်းအပ်ပေးပြီးချိုးဖြတ်ဖို့ပဲကြံတော့တာပေါ့။မူချံကပြီးတာနဲ့သူ့ရဲ့လက်ကနေဒစိမ့်တွေကိုနောက်တစ်ခါပြောင်းလဲလိုက်တယ်။ဒီဒီခါမှတော့သူ့ရဲ့နောက်မှာตาရဲ့၃កောင်ပြန်ပြီးတော့ပေါ်လာတယ်။အံ့ဖွဲ့အဖီယောင်ချာ အန့်ဖွဲ့အနိုင်အောင်လိန်နဲ့အန့်ဖွဲ့ဟင်းနာငှက်မူရှာကသူ့ရဲ့လက်ကိုအရှိကိုညှွန်လိုက်တာနဲ့အနောက်မှာရှိတဲ့ပါရဲသုံးကောင်လုံးကကျဲတာရအစီမံကိုပြေးပြီးတော့တိုက်ပြန်တယ်အစီမံမှာရှိနေတဲ့ကျဲတာရတွေကတက်ဖြည်းဖြည်းစုစည်းလာပြီးမူချန်စီကိုနောက်တစ်ခါပြေးဝင်သွားပြန်တယ်မူချန်ကလည်းသူ့ရဲ့စွန်းအင်းတွေကိုစုပြီးတော့သူ့စီဝင်လာတဲ့ကျဲတာရကိုလက်သီးတစ်လုံးနဲ့ပြန်ပြီးတော့တားဆီးလိုက်တယ်သူဖန်တီးလိုက်တဲ့တားရဲသုံးကောင်ကဝင်းညင်းအစီမံကိုဝင်ပြီးတော့ပိုက်လိုက်တဲ့တော့ကြောင့်ဝင်းညင်းအစီမံကပြတ်သွားတယ်ဒါကိုကြည့်ပြီးမူချန်ကခဏလာတော့ပြတ်သွားတယ် ဒါ့အိမ်မဲ့နောက်တစ်ချိန်မှာတော့ဝိညာဉ်အစီအမံကတော်တော်လေးကိုမြန်ဆန်တဲ့အချိန်နဲ့နောက်တစ်ခါဖြစ်ပေါ်လာပြန်တယ်။ဒီတစ်ခါပြန်ဖြစ်ပေါ်လာတဲ့ဝိညာဉ်အစီအမံကပထမဟာထက်ကိုပိုပြီးတော့စွမ်းအားကြီးတယ်။ဝိညာဉ်အစီအမံအိမ်ထဲကိုဝင်ရောက်သွားတဲ့အမြင့်ဆုံးစွမ်းအားရှင်တော့ပြန်ထွက်လာဖို့အရန်ကိုခက်ခဲလုံးနဲ့ဆိုတဲ့စမ်းအားရဲ့စကားကိုမူချန်တယောက်တဘောပေါက်သွားတယ်။ပြီးတော့သူကပြောတယ်။ဒီတိုင်းဆိုရင်အခုနီလန်ကအလုပ်ဖြစ်မှာမဟုတ်ဘူး။မူချန်ကဝိညာဉ်အစီအမံရဲ့အကြောင်းကိုတစ်ချက်တွေးလိုက်တယ်။လင်းရှိရဲ့စကားအရဆိုရင်ဒီညကဝိညာဉ်အစီအမံအရင်ပထမအဆင့်မှာပဲရှိနေသေးတယ် ဒါပေမဲ့လည်းဒီအဆင့်နဲ့တင်မူချန်တယောက်အသေးအတန်ရင်ဆိုင်နေရတယ်။မူချန်ပြောတယ်။ဒါလည်းမျိုးဆိုရင်နောက်ထပ်နီလန်ရှိတော့မှမဟုတ်ဘူး။အဲ့တော့သူ့ရဲ့မျက်လုံးလေးကိုတဖြည်းဖြည်းမှိတ်လိုက်တယ်။အဲ့ဒီချိန်မှာတော့သူကနှလုံးသားဝိညာဉ်အစီမံတဲ့ကိုနောက်တစ်ချိန်ရောက်သွားပြန်တယ်။ပြီးတော့လည်းသူကဝိညာဉ်အစီမံရဲ့ထူချာမှုတွေကိုလိုက်လံရှာဖွေတယ်။မူချန်မျက်လုံးမှိတ်လာတဲ့အချိန်မှာတော့ဝိညာဉ်အစီမံကသူ့ကိုတိုက်ခိုက်တယ်။မူချန်ကငကားဝဲပြန့်ပညာရဲ့ကိုတုံပြီးရှောင်တယ်။ဒါပေမဲ့သူ့ကိုတော့လာလာပြီးတော့ထိတယ်။ ဒီတော့ကြောင့်အခုဆိုရင်မူချမ်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကသွေးတွေနဲ့ပြင်းထန်နေတယ်။အပြင်ဘက်မှာတော့မူချမ်းဖြစ်ပျက်နေတဲ့အရာတွေကိုလင်းရှိနဲ့ဆန်းအားကပုံရိပ်တစ်ခုပုံစံမျိုးနဲ့မြင်နေကြရတယ်။ဆန်းအားကတော့တော်တော်လေးကိုစိုးရိမ်နေတယ်။လင်းရှိကတော့မူချမ်းကိုတည်ငြိမ်နေတဲ့အကြည့်နဲ့ပဲစိုက်ကြည့်နေတယ်။မူချမ်းကလင်းရှိပြောသလိုပဲသေမင်းရဲ့တကားဘဝကိုရောက်နေပြီ။ဒါပေမဲ့သူကနှလုံးသားမျက်လုံးအဆင့်ကိုတော့အခုထိဖွင့်လို့မနိုင်သေးဘူး။မူချမ်းကပြောတယ်။နောက်ထပ်နှစ်နေလောက်စူးစမ်းကြည့်လိုက်။သူ့ရဲ့စိတ်ထဲမှာသူကအားပေးနေတယ်။ ဒါပေမဲ့မျက်လုံးတွေကတော့ပွင့်မလာသေးဘူးပြီးတော့သူ့ရဲ့စိတ်ကနေပြောပြန်တယ်တော်တော့ပြီရှေ့ဆက်ပြီးဒီလိုမျိုးတော့သွားနေရင်ငါတီသွားနိုင်တယ်မူချန်ကသူ့ရဲ့မှိတ်ထားတဲ့မျက်လုံးတွေဖွင့်လိုက်တယ်ဒီခါမှလားဝိညာဉ်အစီမံကသူ့ကိုတိုက်ခိုက်လိုက်တယ်သူကမရှောင်တော့ဘူးတိုက်ခိုက်မှုကိုသူကတက်တဲ့ကြီးခံလိုက်တယ်အဲ့ဒီခါမှတော့သူကအဝေးကြီးကိုလွတ်ထွက်သွားတယ်ဗဇက်ကနေလည်းသွေးတွေနောက်တစ်ခါအန်လာပြန်တယ်အပြင်ဘက်မှာတော့လင်းရှိကမူချန်ကိုမျက်မှောင်ကျုပ်ပြီးစိုက်ကြည့်နေတယ် မူချန်ကဒန်ရန်အပြင်းထန်ရသွားတဲ့အတွက်ကြောင့်သူ့ရဲ့မျက်လုံးတွေကတဖြည်းဖြည်းမှိတ်လာတယ်။အဝူးဆုံးရင်သူ့ရဲ့အာယုံကအမှောင်တုတဲကိုရောက်သွားပြီးအဲဒီအခါမှာတော့အရာတစ်ခုခုကပြန်လည်မွေးဖွားလာတဲ့ပုံစံမျိုးနဲ့မျက်လုံးလေးကိုဖွင့်လာတယ်။အပြင်ဘက်မှာတော့စမ်းအကပြောတယ်။အမတ်လင်းရှိကျေးဇူးပြုပြီးသူ့ကိုခမျက်မျက်လေးကဲ့ပေးပါ။ဒီချိန်မှာပဲမူချန်ကိုအစီအမံကနောက်တစ်ခါတိုက်ခိုက်ပြန်တယ်။စမ်းအရဲ့ပြောစီရွယ်အရာလင်းရှိကမူချန်ကိုကဲ့ပို့သွားသူ့ရဲ့လက်ကိုမြှောက်လိုက်တယ်။ဒီခါမှာပဲမူချန်ရဲ့ခန္ဓာကိုယ်ကနေ ထူဆန်းတဲ့အနံ့ရောင်စွမ်းအင်တွေဖြာထွက်လာတယ်။ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုကြီးမားတဲ့အနံ့ရောင်ဇီးတွေတစ်ခုကဖုံးအုပ်လိုက်တယ်။အစီမံရဲ့တိုက်ခိုက်မှုကအနံ့ရောင်ဇီးတွေကိုသွားပြီးထိတာနဲ့တောက်ပတဲ့ရောင်ကြီးတွေကဖြာထွက်လာတယ်။မူချံအစင်ပြေနေတဲ့အတွက်ကြောင့်စမ်းအာကတော့စိတ်သက်သာရရသွားတယ်။လင်းရှီရဲ့မျက်နှာကိုသူကမော်ကြည့်လိုက်တယ်။ဒီအခါမှာတော့မူချံရဲ့ခန္ဓာကိုယ်ကထွက်ပေါ်လာတဲ့ဇီးတွေကိုကြည့်ပြီးလင်းရှီရဲ့မျက်နှာကတခုစုံပြောင်းလဲသွားတယ်။အစီမံရဲ့တိုက်ခိုက်မှုကြောင့်မူချံကိုကာကွယ်ထားတဲ့ဇီးတွေကလည်းတုန်ခါသွားတယ်။ နောက်ရကြိမ်အစီမံကစွမ်းအင်တွေကိုနောက်တစ်ခါစူးစီးလိုက်ပြန်တယ်။တကယ်တော့မူချုံကိုကာကွယ်တားတဲ့ ZD ကစွမ်းအကြီးတဲ့အတွက်ကြောင့်အဲ့ဒီအစီမံကလည်း ZD ကိုဖျက်ဆီးဖို့အတွက်စွမ်းအားတွေကိုပို့ပြီးတော့စုလိုက်တာ။စွမ်းအားတွေလုံလောက်သွားတာနဲ့အစီမံကအလင်းနာကငကားတကောင်အလားပဲမူချံရဲ့ ZD ကိုပြေးပြီးတော့ဝင်တိုက်လိုက်တယ်။ ZD ကလည်းနောက်တစ်ခါတုံးခါရွားပြန်တယ်။အဲ့ဒီအတွက်ကြောင့်အထဲမှရှိနေတဲ့မူချံကမျက်လုံးတွေပွင့်လာတယ်။ဒါပေမဲ့မူချံရဲ့ပုံသဏ္ဍာန်ကထူးဆန်းလို့နေတယ်။မသိရင်သူ့ရဲ့မျက်လုံးတွေကတလင်းကြောက်လို့ပဲအယောင်တွေကတဖိတ်ဖိတ်တောက်ပါနေတယ် အစီမံကနောက်တစ်ခါစွန်းအင်းတွေစုပြီးတော့မူချံကိုစွန်းအင်းအလင်းနဲ့နဲ့ပြစ်လိုက်ပြန်တယ်။မူချံရဲ့စီးတွေကိုမူချံကပြန်ပြီးတော့တင်းလိုက်တယ်။ပြီးတာနဲ့ကိုရီးယားနဲ့ဝိညာဉ်စွန်းအင်းတွေကိုထုတ်လိုက်တယ်။သူ့စီးကိုဝင်လာတဲ့အလင်းနောက်ကိုမူချံကလည်းလင်မြန်တဲ့အချိန်နဲ့ပြေးပြီးတော့အလင်းနဲ့ရဲ့ဥကောင်ကိုရိုက်ချလိုက်တယ်။စန်းအားကတော့အပြင်မှာလင်းရှိကိုကူညီတောင်းနေတယ်။လင်းရှိကတတိယလာနဲ့ရန်လိုက်ဆိုတဲ့အတန်နဲ့သူကပြောလိုက်တာနဲ့မူချံဝင်ပြီးတိုက်ခိုက်မဲ့အလင်းနောက်ကလည်းပြောက်ွက်သွားတယ်။ဒီစီးတွေကမူချံသူ့အမိစီကရထားတာ။ လင်းရှီကဒီစီဒီကိုသိနေတယ်အဲ့ဒီတော့ကြောင့်မူချန်ရဲ့အမေနဲ့လင်းရှီနဲ့ကဘလို့ပတ်သက်မှုရှိလဲဆိုတာတော့မသိရသေးဘူးဒီနေ့ဖို့တလောက်ပဲရထားမယ်အဆက်ကိုမနက်ဖြန်ဖြန်ထပ်ပြီးသင်ပေးမယ်ဒီနေ့ဖို့ပတ်ပိုင်းအားလုံးကျေးဇူးတင်ပါတယ်